မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မနေ့က Happy New Year ညပိုင်းမှာစစ်တပ်ပိုင်းအမှတ်3တာမဏိဆက်ယုံနဲ့ရွှေပောက်ကန်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇမလ31ရက်နေ့ည7:40မိနစ်အချိန်မှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်ရွာမမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်တပ်ပိုင်းအမတ်3တာမဏိဆက်ယုံမှာတောက်စားမူးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရန်ကုန်အာမေ 1A ကမိုင်း3လုံးကိုလက်ပြုံကတ်ပြီးတော့ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်းအဲ့ဒီအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ စစ်ခွဲတွေကိုထိခိုက်စေဖို့အတွက်တေးတေးချာချာကိုတိုက်ခိုက်ခဲ့ပါတယ်နောက်ထပ်ပြစ်မှတ်တွေကိုလည်းအကြမ်းဖက်စစ်အာဏာရှင်မပြုံမချင်းဆက်လက်ပြီးတော့တိုက်ခိုက်ချိန်မောင်းသွားမှာဖြစ်ပါတယ်လို့ရန်ကုန်အာမေ YA ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲမနေ့က Happy New Year ညကမြောက်ကလာပါမျိုးနဲ့ရွှေပေါကံအထွေထွေအုပ်ချုပ်ရေးမှုရုံးမှာလုံခြုံရေးကင်းတာဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် New Year ညနှစ်သက်ကူးတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမူးယူနေတဲ့အချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့အတွက် ထိခိုက်မှုအခြေအနေတွေကိုတော့လက်တလုံးမသိရသေးကြောင်းမြောက်လာပါမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်။ညာပိုင်းကတော့ရွှေပေါက်ကမှာဘုံပေါက်ကွဲတန်လို့လို့မီးရှူမီပန်ပေါက်တဲ့အတန်လို့လို့အကျယ်ကြီးတော့ကြားလိုက်ရတယ်။စုညာပေါ်လို့တွေရိုက်နေတော့ဘုံတန်လားမီးရှူမီပန်ပေါက်တာလားမခွဲနိုင်ဘူးဖြစ်နေတယ်။အတန်ကတော့အုံငနဲ့တော်တော်ကိုချဲတယ်လို့ရွှေပေါက်ကံကပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခမောင်။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်အောင်သူ့အနေနဲ့ဆောင်ရွက်ခဲ့ပေမဲ့လည်းတိုင်းသားခေါင်းဆောင်တချို့ကပြည်တော်စုကြီးပြိုကွဲအောင်ဥတီဆောင်ရွက်နေတယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာမင်းအွန်လိုင်းကနှစ်သက်ကူမိန်ကွန်းအဖြစ်နဲ့ထုတ်ပြန်ပြောဆိုလိုက်တဲ့ပြောဆိုချက်ထဲမှာအခုလိုမျိုးထည့်သွင်းပြောဆိုလာတာဖြစ်တယ်လို့သိရပါဗျ။မင်းအွန်လိုင်းကသူ့အနေနဲ့တိုင်းပြည်ကိုအတိုင်းအတာတစ်ခုထိတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းပြောဆိုလိုက်ပါတယ်။2024ခုနှစ်လူဦးရေနဲ့သကောင်ဆင်းကိုအောင်မြင်စွာကောက်ယူနိုင်တာ၅ချိန်မြောက်အားကစားပွဲတော်ကြီးကိုအောင်မြင်စွာကျင်းပနိုင်တာတွေက သူ့ရဲ့တိုင်းပြည်ကိုတိုးတက်အောင်ဆောင်ရွက်မှုတွေဖြစ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။သူကတိုင်းပြည်ကိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပေမဲ့လည်းတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ဟာပြည်တော်စုကြီးပြိုကွဲအောင်ဆောင်ရွက်နေတယ်လို့အပြစ်တင်ပြောဆိုလိုက်ပါတယ်။လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေနဲ့ခေါင်းစဉ်အမျိုးမျိုးပြပြီးတော့ဒီမိုကရေစီစနစ်ကိုလိုလားတယ်လို့ပြောနေကြပေမဲ့လက်တွေ့မှာတော့ကိုဂျိုးအတ္တကိုအခြေခံတဲ့လုံအင်ဆန္ဒတတ်တဲ့နဲ့လက်နက်ကိုင်ပြည်ပခတွေကသာဖန်တီးနေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အလားတူပဲ တချို့သောတိုင်းရင်းသားခေါင်းဆောင်များဟာ Federal အခွင့်အရေးတိုင်းရင်းသားအခွင့်အရေးလို့ပြောနေကြတော့လေဒီမိုကရေစီရဲ့သဘောတရားဝါကိုမျက်ဝယ်ပြုပြီးပြည်ထောင်စုကြီးပြိုကွဲအောင်ဥတီဆောင်ရွက်နေကြတာကိုလည်းတွေ့နေရပါတယ်လို့မင်းအောင်လိုင်းကအပြစ်တင်ပြောဆိုလိုက်ပါတယ်2025ခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်လို့မင်းအောင်လိုင်းကပြောဆိုလိုက်ပြီးရွေးကောက်ပွဲအောင်မြင်အောင်လို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကိုမင်းအောင်လိုင်းကတိုက်တွန်းလိုက်ပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကလက်နက်ခိုင်ပြည်ပခါတွေကိုနိုင်ငံရေးနီးလမ်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ထားပေမယ်လေ။လက်တွေမှာတော့ အကြမ်းဖက်စစ်ကောင်စီကစစ်လေရင်နေနဲ့နိုင်ငံတော်မှာဘုံကျဲတပ်ဖြတ်မှုတွေကိုဆက်လက်ပြီးတော့ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဒေသကနေပြီးတော့တော်လိုင်းတပ်များကဝင်းရောက်တိုက်ခိုက်လာပါကိုစိုးရိမ်ပြီးတော့မကွေးတိုင်းအတွင်းမှာရှိတဲ့ဆက်လက်တဲ့ပြည်စည်းထုတ်ဆက်ယုံကပ္ပစတပ်များအားလုံးမှာအရေးပေါ်စစ်ရင်အားတွေကိုစစ်ကောင်စီကဖြစ်တင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ20ရက်နေ့ကစတင်ပြီးတော့မကွေးတိုင်းအတွင်းမှာရှိတဲ့ဆက်လက်နဲ့ပြစီထုတ်ဆက်ယုံကပ္ပစတပ်များအားလုံးမှာလက်ရှိရှည်ရင်ဆွဲအင်အားထက်ပုံမှုပြီးတော့စစ်ကူအင်အားတွေကိုတုံးမြင့်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကူအင်အားတွေကိုတုံးမြင့်ရမှာနီးစက်ရမျိုးများကစစ်အင်အားတွေကိုကပ္ပစဆက်ယုံများကိုဆေလွတ်ပြီးတော့ပူပေါင်းခိုင်းခြင်းဖြစ်ပြီးကုန်းလန်းထိန်ချုပ်ခံနေရတဲ့ဒေသများမှာရဟတ်ရင်များနဲ့စစ်ကူများကိုပေးပို့နေရတယ်လို့သိရပါတယ်။ ောက်ပါစာစက်ယုံတွေတိုက်ခိုက်ခံရမှာဆိုလို့စစ်ကူအင်အားတွေကိုထပ်ပြီးတော့ဖြည့်တင်းနေပါတယ်စက်ယုံပဝင်းကျင်မှာလည်းမိုင်းထောင်တာတွေပို့ပြီးတော့တုံးမြင့်ထားတဲ့အပြင်ဘန်ကာတွေကိုတိုးပြီးတော့စောက်တာရိတ်ခါနဲ့လက်နက်ခဲယမ်းစစ်တီဥယျာဉ်တုံးမြင့်ပြီးတော့ခြားထားတာတွေကိုဒပြိုင်နဲ့ထဲလှုပ်ဆောင်နေပါတယ်လို့နေပြည်တော်တပ်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်။မကွေးတိုင်းမှာရှိတဲ့ကပ္ပဆဆက်ယုံများကိုရခိုင်ပြည်နယ်ဘက်ကတော်လိုင်းတပ်များဝင်ရောက်လာမှကိုအဓိကစိုးရိမ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကလုံခြုံရေးတုံးမြင့်ထားတဲ့မကွေးတိုင်းကပ္ပဆဆက်ယုံများမှာ အမတ်နှစ်ကပ္ပစဆက်ယုံအမတ်ရှစ်ကပ္ပစဆက်ယုံအမတ်30ဆက်ယုံအမတ်7နှစ်ဆက်ယုံ73ဆက်ယုံ74ဆက်ယုံ15ဆက်ခွန်ဆက်ရှစ်20 21 22 23 24 25ဆက်ယုံစုစုပေါင်းကပ္ပစတက်15ခုဖြစ်ကြောင်းတရင်ရရှိပါလေခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအကျဉ်းသားနဲ့အကျဉ်းသူ169ဦးကိုလွန်ငင်းတက်တာခွင့်ပြုလိုက်ပြီးတော့အခြားအကျဉ်းသားနဲ့အကျဉ်းသူများကို ထောင်ဒဏ်၃ပုံ၃ပုံရှော့ပေါ်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NUG ကပထမဆုံးအကြိမ်အဖြစ်နဲ့ပြစ်ဒဏ်လွန်ကြီးတက်တာခွင့်အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးတော့ဒီကနေ့မှာကြောက်တဲ့နှစ်တဲ့အခါသမယနေ့မှာຫນွေဦးတော်လိုင်းရဲ့အကျိုးစီးပွားကိုရှေ့ရှုသောအဖြစ်တော်၎င်းပြည်သူလူထုရဲ့နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့လူသားချင်းစာနာထောက်ထားမှုတို့ကိုအလေးထားသောအဖြစ်တော်၎င်းအချင်းတော်အချင်းစခန်းအသီးသီးမှာပြစ်ဒဏ်ကြခံလျက်ရှိတဲ့အချင်းသားအချင်းသူ169ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၄ရက်တည်း ပုံမှန်ခွဲတစ်အရာစီကံတတ်မှတ်ချက်မထားဘဲလွန်ငိမ့်ချတာခွဲပြုတ်လိုက်ကြောင်းအမိန့်ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်လွန်ငိမ့်တတ်တာခွဲမှာအကြောင်းမဝင်နဲ့ကြံတဲ့အကျဉ်းသားအချင်းသူတို့ကို၎င်းတို့ကြားခံနေရတဲ့အထောင်တန်းရဲ့၃ပုံ၃ပုံကို short ပေါ်ပြီးတော့ကြားခံစေရန်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၄ရက်တက်ပုံမှန်ခွဲတစ်အရာပြစ်ဒဏ်လွန်ငိမ့်တတ်တာခွဲပေးလိုက်တယ်လို့ရာယီသမ္မတဒူဝါလက်ရှိလက်ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်တားကျင်ကြီးရွာကိုစစ်တပ်ကမနေ့ကညယန်ညမှာစစ်လေရင်နဲ့ဘုံများကျဲချခဲ့ရာမိသားစုဝင်9ဦးသေဆုံးပြီး2ဦးသာအလောင်းပြန်ရပြီးတော့ကျန်တဲ့3ဦးကတော့အစိမ့်စိမ့်အမွားမွားဖြစ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ31ရက်နေ့ည9:45မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်ကငန်းစုံမြို့နယ်တားကျင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လေရင်ဘုံကတားကျင်ကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့မိသားစုတစုတည်းကမိသားစုဝင်၅ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသူ၅ဦးထဲမှာ၂ဦးသာအလောင်းပြန်ရပြီးတော့ကျန်တဲ့၃ဦးကတော့ခန္ဓာကိုယ်အပိုင်းအစများနဲ့အသားစာတွေဖြစ်သွားတဲ့အတွာအလောင်းအကောင့်တိုင်းပြန်မရတော့ဘူးလို့သိရပါဗျ။တားကျင်ရွာအပေါ်ကိုမထင်မှတ်ဘဲနဲ့လေရင်နဲ့ဘုံနှလုံးကျဲချတာ ဖုန်ကြီးချောင်းဘေးကအိမ်မော်ကိုတက်တဲ့ကြပြီးတော့မိသားစုတစုလုံးတေဆုံးတန်ရရကုန်ပါတယ်အိမ်တွေလည်းပျက်စီးကုန်တယ်မိသားစုဝင်9ဦးထဲမှာ9ဦးသေတယ်ကျန်တဲ့2ဦးကတော့ဒဏ်ရာပြင်းထန်တယ်တေသွားတဲ့9ဦးထဲမှာလည်း2ဦးပဲအလောင်းကိုပြန်ရှာတွေ့တယ်ကျန်တဲ့3ဦးကတော့အသားစာတွေဖြစ်ကုန်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင် တားကျင်ကျေးရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချမှုကြောင့်နွားကိုးကောင်တိတ်ဆုံးပြီးလူနေအိမ်၅လုံးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ6ရက်နေ့ကလည်းတားကျင်ကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်တော်လိုင်းရဲဘော်2ဦးတိတ်ဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စာတင်ကျောင်းတစ်ကျောင်းလည်းပျက်စီးခဲ့ပြီးတော့လူနေအိမ်၅လုံးလည်းမီးလောင်သွားတယ်လို့သိရပါတယ်။အိမ်မွေးနွား၄ကောင်လည်းတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီကငန်းစုံကျေးရွာအတွင်းကို စစ်လေရင်နေနဲ့မကြာခဏသို့သလိုဘုံကျဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်မြန်မာနိုင်ငံအတွင်းမှာရှိနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခမောင်